မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မေလ19ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00ခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလုဝသကြိုးတို့မှာဖန်ရရှိတဲ့ပုံအရာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတင်တဲ့တမတင်တို့တနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအင်အားရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမုတ်တိန်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမုတ်တိန်တောင်များရွှေလျားအနေနဲ့တခြားမှာ ိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြောင်းခြင်းမိုးကြိုပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ချိုးတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ကျန်တဲ့နေသားကြီးနဲ့ပြည်내များမှာတင်အင့်တက်မှာတိတ်ထုတ်ထက်နေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အရှိအလဲပိုင်းတို့မှာမုတ်တုံလေးအားနေငယ်မှာအာတင်တင်ရှိနေပြီ။ကျန်ဘင်္ဂလားပင်လယ်အော်မှာတင်အင့်တက်မှာတိတ်ထုတ်ထက်နေပါတယ်။ မြန်မာပင်လယ်ပြင်မှာလှိုင်းတင်တင်ရှိပါမယ်လှိုင်းမြန်မာမြမကန်ယူတန်းတခြားနဲ့ကမ်းလပင်လယ်ပြင်တို့မှာငားပေမှာခုနှစ်ပေကန်ရှိနိုင်ပါတယ်။နှပြမွတ်တဲ့အချိန်ထိခမန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်မှာနေရာကွက်ကြောင် စကနဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျိန်ကချင်ပြည်နယ်စကနဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီး နေပြည်တော်နဲ့တနင်္သာရီတန်းဒေသကြီးတို့မှာနေရာဆစ်ဆိုင်နေရှမ်းပြည်နယ်တောင်ပိုင်းအင်အားရီတန်းဒေသကြီးနဲ့ရန်ကုန်တန်းဒေသကြီးတို့မှာနေရာနှံပြမိုတေချုံရွှာပင်နေပြည်တော်ဘကိုးတန်းဒေသကြီးရန်ကုန်တန်းဒေသကြီးနဲ့အင်အားရီတန်းဒေသကြီးတို့မှာနေရာကွယ်၍မိုးကြီးနိုင်ပါတယ်နေပြည်တော်နဲ့ဤတဝိုင်းမနက်ဖြန်အတွက်မိုးလွယ်သားချိန်လေးခန့်မှန်းကြမှာမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယက်63ဒီဂရီဖာရန်ဟိုက်နဲ့ အနေအဆုံမူချိန်မှာ24ဒီဂရီဆယ်စီယဲ85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နီးတဝိုင်းမင်းအဖျံအတွက်မိုးလဝတအခြေအနေခန့်မှန်းကြပါလိမ့်။မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ကြုံရပါမယ်။အမြင့်ဆုံမူချိန်မှာ32ဒီဂရီဆယ်စီယဲ60ဒီဂရီဖာရန်ဟိုက်နဲ့အနေအဆုံမူချိန်မှာ25ဒီဂရီဆယ်စီယဲ89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နီးတဝိုင်းမင်းအဖျံအတွက်မိုးလဝတအခြေအနေခန့်မှန်းကြပါနေရာကွက်ကြောင်မုတ်ထုံရပါမယ်။ အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယံ63ဒီဂရီဖာရဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ28ဒီဂရီဆယ်စီယံ82ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။နောက်တစ်ရက်အတွက်ခမန်းချက်များအနည်းငယ်ကတော့မြန်မာနိုင်ငံအလဲပိုင်းဒေသများမှာထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလွယ်သားသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်။